မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မြို့မရဲစခန်းကို မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ3ရက်နေ့ည10:25မိနစ်အချိန်ဝင်းကျင်မှာရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့မြို့မရဲစခန်းကိုပြင်းအားမြင့်အဝေးထိန်းပိုင်း၃လုံးမှာလက်ပြဘုံကတ်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရန်ကုန် Army 1A နဲ့အနောက်ပိုင်း KI ပကဖောက်တို့ကပူးပေါင်းပြီးတော့ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ကြီးမြို့နယ်ကပြည်သူတချို့ကိုဆက်သွယ်ပြီးတော့မေးမြန်းကြည့်ရမှာမနေ့ကညပိုင်းကအစင်းစစ်ဆေးမှုတချို့ရှိခဲ့တယ်လို့ပြောပြထားပါတယ်။ဒါပေမဲ့ရဲစခန်းဘုံပေါက်ကွဲမှုကိုတော့အသ ေးစိတ်မသိရဘူးလို့ပြောပါတယ်မနေ့ကညပိုင်းကတိုက်ကြီးမြုံနယ်ထဲမှာအဲဆင်းတွေစစ်တာတွေရှိပါတယ်စစ်ဆေးရေးတွေလည်းဝင်တာတွေရှိတယ်ရဲစခန်းမှာဘုံပေါက်တာတော့ဘာဖြစ်လဲကျွန်တော်တို့မသိရသေးဘူးလို့တိုက်ကြီးမြုံနယ်အုပ်ပုံစုရက်ကွက်ကပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ကပ္ပဆာ21ကိုလာတဲ့စစ်ကား၅စီးကိုပြစ်ခတ်တိုက်ခိုက်ရာ စစ်သား၁၂ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေဘီလာ၂၈ရက်နေ့မှာစိတ်ဖြူမျိုးကကပ္ပစာ၂၁ကိုလာတဲ့စစ်ကားနှစ်စီးကိုတပြေပြေချင်းရွာအနီးအရောက်မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကအသိဆောင်ချုပ်ပြီးတော့ခြုံကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကားတစ်စီးဟာလမ်းဘေးကိုထိုးရက်သွားပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သား၁၂ဦးတေဆုံးပြီး၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ရန်သူဘက်ကထိတာရောတေတာရောမြင်နေရတယ်။ တကောင်မဲကြံတော့တာအဲ့ဒီကားကိုအနီးကဝင်လုံးတဲ့အချိန်မှာကျွန်တော်တို့ဘက်ကရဲဘော်တယောက်ကြီးစံထိမှန်ခဲ့ပါတယ်။ဒဏ်ရာကတော့မစိုးရင်ရပါဘူး။ခဏကြာတော့စစ်ကူတွေရောက်လာတဲ့အတွက်ကြံတဲ့ရဲဘော်တယောက်ထတ်ထိပါတယ်။အဲ့ဒီဒဏ်ရာရတဲ့ရဲဘော်တွေကိုကာပစ်ကူပေးရင်းနဲ့ဆွဲထုတ်ပြီးပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ကြည်အင်အားရောလက်နက်ချုံရင်းချက်တွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်လို့ပခုတ်ကူခရိုင်အမှတ်၄တပ်ရင်းတခွဲတက် CAF SPU PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။၎င်းတက်ခတ်မှုကိုပခုတ်ကူခရိုင်အမှတ်၄တက်ရင်တက်ခွဲ၁တက်ခွဲ၂နဲ့ပခုတ်ကူခရိုင်အမှတ်၈တက်ရင်တို့ကပူးပေါင်းကတက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တဦးမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲတနင်္သာရီတိုင်းကော့တောင်းမြို့နယ်မှာဆက်လီ၄စီးနဲ့လိုက်ပါလာတဲ့အကြမ်းဆစ်ကောင်းစီတပ်သားများကိုတက်ခတ်ရောက်စစ်တပ်ကထိခိုက်သေးဆုံးမှုရှိခဲ့ကြောင်းဗျံလွားတပ်ဖွဲ့ကရဲဘော်ဖိနစ်ကပြောပြထားပါဗျ။မေလ၂ရက်နေ့မနက်၁၀နာရီခွဲအချိန်မှာ ကော်တောင်းမြို့နယ်မလီဝမ်းကျေးရွာအုပ်စုနံပါတ်၁ချောင်းအတိုင်းဆက်လီငယ်၄စီးနဲ့ရေစံတက်လာတဲ့အင်အား90ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်တပ်သားများလိုက်ပါလာတဲ့ဆက်လီငယ်၄စီးဟာနံပါတ်၁ချောင်းကြောက်ပုံစိတ်အနီးကိုရောက်ရှိလာတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့နှစ်ဖက်ပစ်ခတ်မှုတနာရီကဖြစ်ပွားခဲ့ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။လက်ရှိအချိန်အထိအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များစစ်ရေးတင်းမာနေဆဲဖြစ်ပြီးတော့စစ်ကောင်စီတပ် ားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်စစ်ခွေးအသေးပြောက်စီးရင်ကိုတော့ကျွန်တော်တို့တွေမသိရသေးပါဘူးကျွန်တော်တို့လည်းဆက်လက်ပြီးတော့စုံစမ်းနေပါတယ်ထိခိုက်မှုကတော့များနိုင်တယ်လက်ရှိအချိန်ထိစစ်ရေးကနှစ်ဖက်တင်းမာနေတုံးပဲလို့ဗျံလွားတပ်ဖွဲ့ကရဲဘော် Phoenix ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုကော်တောင်းမြို့နယ် local တပ်ဖွဲ့ PDF ဗျံလွားတပ်ဖွဲ့နဲ့မြို့ပြပြောက်ကြားဘိုးတမန်းကြောင်အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်အာဏာရှင်အမြင့်ဖြတ်ရေးအတွက် TNL ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်ပြီးတော့လက်တွဲသွားမှာဖြစ်ပြီးသိမ့်ပိုက်ထားတဲ့မြို့နယ်များကိုပြန်ပေးရန်မရှိသေးကြောင်း TNL ရဲ့တွဲဘက်အတွင်းတွေအတွင်းရေးမှူးနှစ်ဗိုလ်မှူးကြီးတာပန်းလာကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် TNL အနေနဲ့စစ်အာဏာရှင်အမြင့်ဖြတ်ရေးကိုဆက်လက်ကင်ဆွဲထားဆဲဖြစ်တယ်လို့ပြောဆိုထားပါတယ်အခုအချိန်မှာမှစစ်အာဏာရှင်အမြင့်ဖြတ်ရေးမလုံဆောင်နိုင်ရင်နောက်မျိုးဆက်တွေအထိပါအပြစ်ရလိုက်ဆွေးနွေးလိုက်တိုက်ပွဲပြန်ဖြစ်လိုက်နေပဲ ်ပန်းတရားလေနေမှာဖြစ်တယ်လို့ဗိုလ်မှူးကြီးတာပန်းလာကရှင်းပြထားပါဗျ။ဘုံရန်သူစစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါအဝင်နဲ့ဆက်လက်ပြီးတော့လက်တွဲသွားပါမယ်။ကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုပ်နိုင်ရင်နောက်လာနောက်သားတွေအထိပါဒါကိုဆက်ပြီးတော့ခံရမှာဖြစ်ပါတယ်လို့၎င်းကပြောဆိုလိုက်ပါတယ်။လက်တလော့တီအနာလီကတိမ့်ပိုက်ထားတဲ့မြို့နယ်များကိုစစ်ကောင်စီထံကိုပြန်ပေးရန်တရုတ်နိုင်ငံရဲ့ဖိအားများရှိနေတော်လဲပြန်ပေးမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ ်ပြည်သူလူထုအနေနဲ့တတ်တတ်ကြွကြွပူးပေါင်းပါဝင်ကြရန်အရေးကြီးကြောင်းသူကဆက်ပြောပါတယ်လာရှုံမျိုးလုံးမဖြစ်ရေးအတွာပြည်သူတွေကတတ်တတ်ကြွကြွနဲ့ပါဝင်ပေးကြပါမြို့ကာကွယ်ရေးတပ်တွေမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါလို့သူကပြောဆိုထားပါတယ်လက်ရှိမှာငလင်အတွက် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့အနေနဲ့အပြစ်ခတ်ရက်စဲရေးကြေညာထားတဲ့အတော့ထိုးစစ်ဆင်မမဟုတ်ပဲခုခံကာကွယ်စစ်ကိုသာဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပြထားပါတယ် TNLA အနေနဲ့မိမိတို့တိမ့်ပိုက်ထားတဲ့မြို့နယ်များကပြည်သူများရဲ့စားဝတ်နေရေးနဲ့လုံခြုံရေးကိုအထူးအလေးထားတယ်လို့၎င်းကထုတ်ဖော်ပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်မှာရှိတဲ့ချောင်းသားရွာနဲ့အုတ်ကန်စတဲ့အကြောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူနောက်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ3ရက်နေ့ည9:00နာရီကမှကောလင်းမြို့နယ်အနောက်ချမ်းမှာရှိတဲ့ချောင်းသားရွာနဲ့အုတ်ကန်စတဲ့အကြောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ရော့ကတ်နဲ့နှစ်ချိန်ပစ်ခတ်ခဲ့ပြီးတော့ပြည်သူပိုင်းနေအိမ်များပေါ်ကိုကြားရောက်ပောက်ကွဲကာအမျိုးသမီးတအုပ်နဲ့အမျိုးသားတအုပ်တို့ထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်အဆောက်အုံများပျက်စီးခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေကိုအမြဲတရိကပ်ပြီးတော့လုံခြုံဘေးကင်းစွာနေထိုင်ပေးကြဖို့ပြောချင်ပါတယ်။အရေးပေါ်ပုံခုနိုင်ဖို့အိမ်တိုင်းအိမ်တိုင်းမှာဘုံခုချင်းတွေတူးထားကြပါလို့တောင်းဆိုချင်ပါတယ်။နောက်ပြီးတော့စစ်ကောင်စီက ပြည်သူတွေကိုကြောက်စိတ်နဲ့အကြောက်တရားတွေရိုက်သွင်းနေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကလုံခြုံရေးအသည့်တရိပ်နဲ့စနစ်တကျဘေးကင်းလုံခြုံအောင်လို့အထူးဂရုစိုက်ပေးကြဖို့တောင်းဆိုကြပါတယ်လို့ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ညောင်မင်လာရွာရဲ့ယာကင်းတဲကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဒီကနေ့မေလ၄ရက်နေ့နေ့လယ်၁၂:၅မိနစ်ခန့်မှာပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာရှိတဲ့ညောင်မဲလရွာရာခင်းထဲကိုအကြမ်းမတ်စစ်တပ်ကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ်အကြမ်းမတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲရာခင်းများထိခိုက်ပျက်စီးကုန်တယ်လို့သိရပါဗါ။ပခုတ်ကူနဲ့မြိုင်မြို့နယ်အဆက်ကညောင်မဲလရွာအရှိမြောက်ဘက်ကရာခင်းနေတဲ့ကိုစစ်ခွေးတွေကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်သွားတာပါပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူးလို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းမင်းဘူးခရိုင်ခမရ၄တခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့၃ဦးဟာတနက်၃လနဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဧပြီလ30ရက်နေ့ကတပ်မ69လက်အောက်ခံခမရ၄တခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့၃ဦးဟာတနက်၃လကိုယူဆောင်လာပြီးတော့မင်းဘူးခရိုင်အမတ်နဲ့တရင်အမတ်တဲ့စစ်ဒေသထမ်းကိုအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးဟာ အောင်လံမြို့နယ်ဆလင်းမြို့နယ်နဲ့နေပြည်တော်တို့မှာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံခဲ့ရတဲ့သူများဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်ခုနှစ်တက်ရောက်ခဲ့တဲ့သူတွေဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတက်3ဦးဟာ MA1 တနက်3လက် 5.56G 650တောင်းကြီပေါက်15ခု equipment 3ခုစစ်အုပ်ထုပ်3လုံးလက်ပစ်ပုံး1လုံး EY 3လုံးတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းတပ်သားတက်3ဦးကအောင်လံမြို့နယ်ဆလင်းမြို့နယ်နဲ့နေပြည်တော်တွေဘက်ကပါစစ်မှုထမ်းတပ်သားတက်အပတ်စဉ်ခုနှစ်ကပါ ပေါ်တာဆွဲခံရတာပါရက်ွက်ထဲမှာလဖေးဆိုင်ထိုင်နေရင်းနဲ့ဈေးထဲမှာဈေးဝယ်ရင်းပေါ်တာဆွဲခံရတဲ့သူတွေပါအေပီလာ30ရန်နေကအလင်းဝင်ရောက်လာတာပါစစ်မှုထမ်းတင်တန်းတွေကတော့ဘာထူဟိုပုံရက်ဆောက်ဘက်တွေမှာတက်ခဲ့တာပါဟိုပုံမှာပါတက်ခဲ့ရတာပါအခုလိုမျိုးကိုအတိစိတ်တတ်တဲ့ကိုဘတ်ပြောင်းခိုလုံလာတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့လည်းလေးစားပါတယ်လိုက်လဲဆိုတာလေကြိုးစိုးလျက်ရှိပါတယ်ပြည်သူဘက်ကိုရက်တည်ပြီးတော့ဘတ်ပြောင်းခိုလုံဖို့ကိုလည်းနောက်မကျသေးဘူးဆိုတာပြောချင်ပါတယ်လို့မင်းဘူးခရအမတ်နေတိုက်ရင်အမတ်တေစစ်တီသားကတာဝန်ရှိသူတို့ကပြောပြထားပါတယ် အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုစစ်ဘက်ဆိုင်ရာလုံထုံးလုံနည်းများနဲ့အညီစီစစ်လက်ခံပြီးတော့ဂုံပြုစုငွေများချင်းမြဲပေးခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့လည်းပြည်သူနဲ့ပူးပေါင်းလို့တဲ့စစ်ကောင်စီတပ်သားများကိုမင်းဘူးခေအမတ်နဲ့တိုင်ရင်ကလက်ခံကြိုးစို့လျက်ရှိကလူအခွင့်ရေးအပြည့်အဝရရှိစေပြီးတော့လက်နက်နဲ့အလင်းဝင်လာသူများကိုစုငွေများချင်းမြဲပေးသွားမှာဖြစ်တယ်လို့အသိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ